င်္ဂလာပါခင်ဗျာနောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်စိုင်းခင်တွေကတင်ဆက်ပေးมาဖြစ်ပါတယ်ရုရှားရေနံမဝယ်ဖို့ထရန့်ကိုမိုဒီဂရီပေးခဲ့တယ်ဆိုတဲ့ကိစ္စမတည်ဘူးလို့အိန္ဒိယဘက်ကတရားဝင်ညင်းလိုက်ပါတယ်ဂါဇာမှာသွေးမြေကျမှုတွေဆက်ရှိနေမယ်ဆိုရင် ဟာမတ်အဖွဲ့ကိုလာတက်ရလိမ့်မယ်လို့ထရန့်ကသတိပေးလိုက်ပါတယ်ယီမင်ဟူသီအဖွဲ့ရဲ့စစ်အုပ်စီးချုပ်အသက်ခံခဲ့ရမှုအတွက်အစ္စရေးကိုလက်တုံ့ပြန်မယ်လို့အဖွဲ့ဘက်ကထုတ်ပြန်ပါတယ် ဒီသတင်းနေနဲ့တူကဘာတလောမှာ one piece အလံနှွင့်ထားတဲ့ဂျန်စီးဒေါ်လာရေးတွေအရှိန်ဟုန်အားကောင်းနေတဲ့အကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ရုရှားရေနံမဝယ်တော့ဘူးလို့အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီကဂရီပေးခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ပြောဆိုချက်ပေါ်သတိမပြုမိဘူးလို့အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးဌာနကတုံ့ပြန်လိုက်ပါတယ်။ရုရှားရေနံဝယ်တာကို အချိန်တို့အတွင်းအဆုံးသတ်သွားမယ်လို့မိုရီကသူ့ကိုဒီကနေ့အမခံခဲ့ကြောင်းအော်တိုလာ15ရက်နေ့မှာထရန့်ကပြောခဲ့တာဖြစ်ပါတယ်အဲ့ဒီအကြောင်းကိုအိန္ဒိယဘက်ကမေးမြန်းခဲ့ရမှာတော့အိန္ဒိယအစိုးရပြောခွင့်ရပုဂ္ဂိုလ်ကခေါင်းဆောင်နှစ်ဦးကြားမှာ15ရက်နေ့ကဆက်သွယ်ပြောဆိုမှုမျိုးရှိခဲ့တယ်လို့သတိမပြုမိဘူးလို့တုံ့ပြန်ခဲ့ပါတယ်ကနအူးတုံ့ပြန်မှုမှာအိန္ဒိယအစိုးရကထရန့်နဲ့မိုဒီဖုံးပြောတယ်ဆိုတဲ့ကိစ္စကိုတိုက်ရိုက်မငင်းဘဲနဲ့ အိန္ဒိယတုံးဆွဲသူတွေရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့တာဦးစားပေးဖြစ်တယ်။သွင်းကုန်မူဝါဒကိုဒီရီမန်းချက်တစ်ခုတည်းနဲ့ပဲထိန်းချောင်းတယ်လို့တုံ့ပြန်ခဲ့ပါတယ်။ဒါပေမဲ့ထက်မှန်ဖြည့်ရှင်းတဲ့အခါမှာတော့အဲ့ဒီနေ့ကဖုံးမခေါ်ခဲ့ဘူးဆိုတာမျိုးပါ။ထဲ့သွင်းဖော်ပြလာတာဖြစ်ပါတယ်။ရုရှားရေနံဝယ်မှုနဲ့ပတ်သက်ပြီးတော့အမေရိကန်နဲ့ဆွေးနွေးမှုတွေဆက်လုပ်နေတယ်လို့အစောပိုင်းမှာအိန္ဒိယဘက်ကထုတ်ပြန်ထားပါတယ်။ယူကရိန်းစစ်ပွဲစတင်ပြီးတဲ့နောက်ပိုင်းမှာအနောက်နိုင်ငံတွေဟာရုရှားစွန့်ရင်တင်သွင်းမှုကိုလျှော့ချခဲ့ခြင်း အိန္ဒိယကတရုတ်ပြီးရင်ရုရှားရဲ့ဒုတိယအကြီးဆုံးစွန့်ရင်ဝယ်လက်ဖြစ်လာခဲ့ပါတယ်။မိုဒီအစိုးရကတော့ဥရောပသမ္မတအပါအဝင် ယူကရိန်းမဟာမိတ်တွေကိုယ်တိုင်ကရုရှားနဲ့ကုန်သွယ်မှုတွေဆက်လုပ်နေတာကိုထောက်ပြပြီးတော့ဒါဟာသူတို့ကောင်းအောင်ဆောင်နာတာဖြစ်တယ်လို့စွပ်စွဲထားပါတယ်ခင်ဗျာ။ကားစားမှာအဖွဲချင်းချင်းပြฏิပတ်ကတွေကြောင့်သွေးမြေကျမှုတွေဆက်ရှိနေမယ်ဆိုရင် ကျုပ်တို့မှာတခြားရွေးချယ်စရာမရှိတော့ဘဲသူတို့ကိုလာတက်ရလိမ့်မယ်လို့ဟာမတ်စ်အဖွဲ့ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသတိပေးလိုက်ပါတယ်ဒီသတိပေးချက်ကိုသူ့ရဲ့ True Social လူမှုကွန်ရက်မှာရေးသားခဲ့တာဖြစ်ပြီးတော့နောက်ပိုင်းမှာတော့အမေရိကန်တပ်တွေကိုဂါဇာကိုလွတ်မယ်ဆိုလိုတာမဟုတ်ကြောင်းပြန်ဖြေရှင်းခဲ့ပါတယ်အမေရိကန်ရဲ့ဥဆောင်မှုအောက်မှာအနီးအနားကလူတွေကပဲဝင်ရောက်ရှင်းလင်းသွားမှာဖြစ်တယ်လို့ထရန့်ကသတင်းနောက်တွေကိုမှတ်ချက်ပေးခဲ့ပါတယ် ဂါဇာမှာအပြစ်ကရစဲပြီးနောက်ပိုင်းအင်မတန်ဆိုးတဲ့ဂိုင်းတချို့ကိုရှင်းလင်းနေတာဖြစ်တဲ့အတွက်စိတ်မပူဘူးလို့ထရန့်ကအော်တိုဘာလ14ရက်နေ့ကပြောခဲ့ဘူးပါတယ်။ဒါပေမဲ့16ရက်နေ့မှာတော့လေသံပြောင်းလာတာဖြစ်ပါတယ်။ဂါဇာမှာဟာမတ်စ်အနာရလာခဲ့တဲ့လွန်ခဲ့တဲ့16နှစ်ကလေးကဟာမတ်စ်လက်အောက်ခံရဲတပ်ဖွဲ့ဟာလုံခြုံရေးကိုအတိုင်းအတာတစ်ခုထိထိန်းသိမ်းနိုင်ခဲ့တယ်လို့တစ်ဖက်မှာလည်းအတိုက်ခံတွေကိုဖိနှိပ်ခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးတပ်တွေဂါဇာကိုဝင်သိမ်းပြီးတော့ ဟာမတ်တပ်ဖွဲ့တွေကိုပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက် လုပ်ခဲ့တာကြောင့်နောက်ပိုင်းမှာအာနယ်သွားခဲ့ပါတယ်။လက်ဟာသွားတဲ့အာနာလီယာနယ်ကိုမိသားစုဂိုင်းတွေလက်နက်ကင်ဂိုင်းတွေကဝင်ဖြည့်ခဲ့ပြီးတော့အဲ့ဒီအထက်မှာအစ္စရေးကပံ့ပိုးပေးထားတဲ့ဟာမတ်စန့်ကျင်ရေးအဖွဲ့တချို့လည်းပါဝင်တယ်လို့ဆိုပါတယ်။အဖွဲ့အများစုဟာလူသားချင်းစာနာမှုအကူအညီတွေကိုလူရတာအမျက်တင်ရောင်းချတာတွေလုပ်တယ်လို့ဆွတ်ဆွဲခံထားရပါတယ်။တစားကန်ရဲ့ရုပ်လောင်းတွေပြန်လဲလွှဲပြောင်းရေးကိစ္စမှာ နှောင့်နှေးမှုတွေရှိနေတာနဲ့ပတ်သက်ပြီးတော့အစ္စရေးကမကြင်မနက်ဖြစ်နေချိန်မှာထရန့်ကဒီလိုသတိပေးချက်ထုတ်လိုက်တာလည်းဖြစ်ပါတယ်ခင်ဗျာရှီမင်းနိုင်ငံမျိုးတော်နဲ့ဒေသအများပြားကိုထိမ့်ချုပ်ထားနိုင်တဲ့ဟူဒီဘွဲရဲ့စေဦးစီးချုပ်မိုဟာမက်အပ်အယ်ကာရင်အယ်ဂါမာရီဟာတာဝန်ထမ်းဆောင်စင်မှာအသက်ခံခဲ့ရတယ်လို့အဖွဲ့ဘက်ကအတည်ပြုလိုက်ပါတယ် အစ္စရေးလက်ချက်လို့တိုက်ရိုက်မပြောပေမဲ့အစ္စရေးဟာကျူးလွန်ခဲ့တဲ့ရာဇဝမှုတွေအတွက်နောင်မလုံရဲလောက်အောင်အဟန်တားဖြစ်စေမဲ့ဒဏ်ခတ်မှုမျိုးနဲ့ကြုံစေရမယ်လို့သတိပေးလိုက်ပါတယ်။အစ္စရေးကာဝေးဝန်ကြီးအစ္စရေးကတ်ကလည်းဂါမာနီကိုအစ္စရေးကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အတည်ပြုပါတယ်။နောင်မှာလည်းဘလို့ချင်းချောင်မှုမျိုးကိုမဆိုအလားတူဆောင်ရွက်သွားမယ်လို့ကတ်ကထပ်ပြောခဲ့ပါတယ်။ဩဂုတ်လတုန်းကလည်းအစ္စရေးဟာဟူဒီစေဦးစီးချုပ်ကာဝေးဝန်ကြီးနဲ့အခြားထိတ်တန့်အရာရှိကြီးတွေကိုပြစ်မှတ်ထားပြီးတော့ မြို့တော်စာနာအာကိုလေကြောင်းတက်ခတ်ခဲ့ပါတယ်။အဲ့ဒီတုန်းကတော့ဟူဒီဝင်ကြီးချုပ်နဲ့ဝင်ကြီးအများပြတည်ဆုံခဲ့ပါတယ်။အီရန်နိုင်ငံကကြောတော့နောက်ကံပေးထားတဲ့ဟူဒီတွေဟာဂါဇာမှာရှိတဲ့ပါလက်စတိုင်းတွေနဲ့တသားတည်းရှိရောင်ပြတာတဲ့အနေနဲ့အစ္စရေးဘက်ကဒုံးကျည်တွေပြစ်လွတ်တက်ခတ်ခဲ့တယ်လို့အစ္စရေးနဲ့ပတ်သက်တယ်လို့ယူဆရတဲ့သမောတွေကိုလည်းပင်လယ်နီမှာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒီအတွက်အမေရိကန်ကရောအစ္စရေးကပါဟူဒီအဖွဲ့တွေပေါ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်ခင်ဗျာ။ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဖုံးဆက်သွယ်ဆွေးနွေးရမှာကြီးမားတဲ့တိုးတက်မှုတွေရခဲ့ပြီးတော့ဟန်ဂရီနိုင်ငံဘူဒါပက်စ်မြို့မှာရန်နေချင်းဆိုင်ထွေးဖို့သဘောတူခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ် Let's say here that's what I thought thought was you Thank you Libby very much ဒီဖုံးခေါ်ဆောင်မှုဟာအင်မတန်ကြိုးရှိပြီးတော့နှစ်ဖက်ကိုယ်စားလှယ်တွေနောက်တစ်ဖက်မှာတွေ့မယ်လို့လည်းထရန့်ကအတည်ပြုပါတယ်ခေါင်းဆောင်ချင်းဘယ်ရက်တွေ့မလဲဆိုတာတော့အတိအကျမပြောသေးပေမဲ့နှစ်ပတ်အတွင်းလောက်ဖြစ်နိုင်တယ်လို့ဆိုပါတယ် ထရန်ဟာအော်တိုဝါလာ16ရက်နေ့အင်မီရောမှာယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးနဲ့မတွေ့ဆုံမီတရက်အလိုမှာပူတင်နဲ့အရင်ဖုံပြောခဲ့တာဖြစ်ပါတယ်ရုရှားအတွင်းပိုင်းထိရောက်အောင်ပြင်နိုင်တဲ့တိုမာဟော့ဒုံးကြီးတွေယူကရိန်းကိုပေးမပေးဆိုတာထရန်ကချိန်ဆနေပါတယ်ဒါပေမဲ့ပူတင်နဲ့ဖုံပြောပြီးနောက်မှာတော့အမေရိကန်လက်ထက်ကင်ထားတဲ့တိုမာဟော့ဒုံးကြီးပမာဏလဲရော့သွားလို့မရဘူးကျုပ်တို့လည်းလိုအပ်တာဖြစ်တော့ဒီကိစ္စဘလို့လောက်ရကောင်းမလဲဆိုတာမသိသေးဘူးလို့ထရန့်ကမတင်မကြပြောခဲ့ပြန်ပါတယ် ထရန့်နဲ့တွေ့ဖို့အမေရိကန်ကိုရောက်နေပြီဖြစ်တဲ့ဇယ်လန်စကီကတော့မော်စကိုဟာတိုမာဟော့အတန်ကြားတာနဲ့ချက်ချင်းဆွေးနွေးပွဲတွေပြန်ဆဖို့အသေးအတန်ဖြစ်လာတာပဲလို့မှတ်ချက်ပေးပါတယ်။ဥရောပသမဂ္ဂဝင် နိုင်ငံတွေထဲမှာရှာရှာပါပါရုရှားဘက်ရင်းနဲ့ဟန်ဂရီနိုင်ငံရဲ့ဝန်ကြီးချုပ်ဗစ်တာအော်ဗန်ကတော့ထိပ်သီးဆွေးနွေးပွဲလက်ခံကျင်းပပေးဖို့အသင့်ပဲလို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ကြောပြန်ဗီတိုးရီးယားစီးကရက်ဖက်ရှင်ရှိုးကိုနယူးယောက်မြို့မှာပဲနှစ်နှစ်ဆက်ကျင်းပခဲ့ပြီးတော့ ဖက်ရှင်မော်ဒယ်တွေနဲ့အတူ professional အားကစားသမားတွေပါ ပါဝင်လျှောက်လှမ်းခဲ့ကြပါတယ်။အော်တိုဘလ15ရက်နေ့ညပိုင်းကကျင်းပခဲ့တဲ့ပွဲမှာအမျိုးသမီးဘတ်စကတ်ဘော Devil NBA Star Angel Reese Olamide ဂျွန်ပါမယ် Sunisa Lee တို့ဟာ Victoria Secret Angel တွေအဖြစ်ပါဝင်ခဲ့ကြပါတယ်။နမ်မီဂျော Super Model ဖြစ်တဲ့ GG နဲ့ Vela Hardy ညီမ Adriana Lima Transgender Model Alex Cosani တို့လည်းပါဝင်ခဲ့ပါတယ်။ 1995ခုနှစ်ကလေးကစတင်ကျင်းပခဲ့တဲ့ဒီရှိုးပွဲကို2019ခုနှစ်မှာရန်နာခဲ့တာဖြစ်ပါတယ်။လူကြံများမှုကြာဆင်းလာတဲ့အချိန် Me Too Movement လှုပ်ရှားမှု Feminism စရုပ်ထားလိုင်းနဲ့တခြားပြဿနာတွေကြောင့်အတွင်းကန်ကုမ္ပဏီရဲ့ကမ္ဘာကျော် Fashion Show ကိုရန်နာခဲ့ရတာဖြစ်ပါတယ်။2024ခုနှစ်မှာမှ New York မြို့မှာပြန်လည်ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ Indies တောင်တန်းတွေကနေဟိမဝန္တာတောင်တန်းတွေအထိကမ္ဘာတဝန်းမှာအစိုးရရဲ့ဘော်မကျေနပ်မှုတွေနဲ့ ဒေါသတွေကိုအရင်ခံတဲ့ဂျန်စည်းတော်လန်ရေးလိုင်းကြီးအချိန်ုံနဲ့ပေါ်ပေါက်နေပါတယ်ဒီတစ်ပတ်တည်းမှာတော့မာဒါဂတ်စကာနိုင်ငံမှာဂျန်စည်းတွေနဲ့အတူစစ်တပ်ကပူးပေါင်းလိုက်ပြီးမှတမရတိုင်းပြည်ကထွက်ပြေးခဲ့ရပါတယ်ရွေးကောက်ပွဲတွေနှစ်နှစ်တွင်းလုပ်ပေးမယ်ပြောတဲ့စစ်တပ်ကအာနာသိမ်းလိုက်တာကိုတော့ထည့်ပြောဖို့လိုပါမယ်အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့အာဖရိကကျွန်းနိုင်ငံမာဒါဂတ်စကာရဲ့ဖြစ်စဉ်ဟာနီပေါ်ဖိလစ်ပိုင်အင်ဒိုနီးရှား ၊ကင်ညာ၊ဖီရူးနဲ့မော်ရိုကိုနိုင်ငံတွေမှာဖြစ်ခဲ့တာတွေနဲ့သဘောတရားချင်းတူညီပါတယ်။စဖြစ်ပွားပုံချင်းကွဲလွဲနိုင်ပေမဲ့ကျယ်ပြန့်လာတဲ့မညီမျှမှုစီဝါရေးမရေရာမှုအကျဉ်းပြတ်ချစားမှုနဲ့ခေါင်းဆောင်တွေရဲ့အာဏာအလွဲသုံးစားလုပ်မှုတွေလိုကာလရှည်မကျေနပ်မှုတွေကြောင့်လူတို့အုံကြွားမှုကြီးဖြစ်ပွားခဲ့တာချင်းတော့တူညီနေပါတယ်။ဒီလှုပ်ရှားမှုအများစုမှာခေါင်းဆောင်ရဲလို့တတ်တတ်မှတ်မှတ်မရှိကြဘဲလူငယ်တွေကဂျန်စည်းခေါင်းစဉ်အောက်မှာလှုပ်ရှားကြတာဖြစ်ပါတယ်။ ဂျန်စည်းဆိုတာကတော့1969နဲ့2012ခုနှစ်ကြားမှာမွေးဖွားခဲ့သူတွေကိုရေပုံရဆိုလိုပြီးတော့တချို့ကြတော့1996မွေးသူတွေအထိပါဝင်တယ်လို့ထည့်တွက်တာလည်းရှိပါတယ်ဂျန်စည်းဆိုတာကိုခုနှစ်တက်ကလစ်တွေနဲ့ပြောတာထက်အင်တာနက်ခေတ်မှာအစအဆုံးလူလားမြောက်တဲ့ပထမဆုံးမျိုးဆက်ကိုဆိုလိုတယ်လို့ခြုံပြောလို့ရပါတယ်မော်ရိုကိုမှာတော့နိုင်ငံရဲ့ဖုံးခေါ်ဆောင်မှုကုတ်ကိုအစွဲပြုပြီးတော့နာမည်ပေးထားတဲ့ ဂျန်စီ212လို့ခေါ်တဲ့ခေါင်းဆောင်မဲ့အဖွဲ့တော်ဟာပုံမကောင်းမွန်တဲ့ပြည်သူဝန်ဆောင်မှုတွေနဲ့ကျမ်းမာရေးပညာရေးသုံးစိတ်တွေတုံးမြင့်ပေးဖို့အတွက်လမ်းပေါ်ထွက်တောင်းဆိုခဲ့ကြပါဗျ။ပြည်သူမှာတော့ပင်စင်ဥပဒေနဲ့ပတ်သက်တဲ့ဆန္ဒပြမှုတွေကနေတိုင်းပြည်မှာလုံခြုံမှုမရှိတာအစိုးရတွင်ကျင့်ပျက်ခြားစားမှုတွေဆိုးရွားနေတာကိုအေးအေးယူဖို့ထိကြေပြန့်တဲ့တောင်းဆိုမှုတွေဖြစ်လာခဲ့ပါဗျ။အင်ဒိုနီးရှားမှာတော့လွတ်တော်အမတ်တွေအခွင့်အရေးတွေနဲ့ နေထိုင်မှုစိတ်မြင့်တက်တာတွေကြောင့်ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးတော့အင်ဒိုသမရကအဓိကကြတဲ့စီးပွားရေးနဲ့လုံခြုံရေးဝန်ကြီးတွေကိုအစားထိုးခန့်အပ်ပေးခဲ့ရပါတယ်။ဂျန်စီဆန္ဒပြမှုတွေထဲမှာအထင်ရှားဆုံးကတော့နီဘောဆန္ဒပြပွဲဖြစ်ပြီးတော့အစိုးရပြုတ်ကျသွားတဲ့အထိအောင်မြင်ခဲ့ပါတယ်။နီဘောလူငယ်တွေဟာ2022ခုနှစ်မှာတရီလင်္ကာနဲ့2024ခုနှစ်မှာဘင်္ဂလားဒေ့ရှ်တို့လိုတောင်အာရှအိန္ဒိယနိုင်ငံတွေက အစိုးရဖြုတ်ချနိုင်တဲ့လူမှုလှုပ်ရှားမှုတွေကနေအတူယူခဲ့တာဖြစ်ပါတယ်မာရာဂတ်စကာကဆန္ဒပြသူတွေကလည်းနီပေါ်နဲ့သတိလင်္ကာကို ပြန်အတူယူခဲ့ကြပြီးတော့တော်လန်ရေးကိုလက်ဆင့်ကမ်းနေကြတာဖြစ်ပါတယ်နိုင်ငံအများပြားမှာထူးခြားတဲ့ pop culture သင်္ကေတတစ်ခုလည်းပေါ်ထွက်လာခဲ့ပါတယ်ဒီလန်ဟာနာမည်ကြီးဂျပန်မန်ဂါနဲ့ animation series ဖြစ်တဲ့ One Piece ကနေလာတာဖြစ်ပြီးတော့အကျင့်ပြတ်ကမ္ဘာအစိုးရကိုတိုက်ခိုက်နေတဲ့ပင်လယ်သမားအဖွဲ့အကြောင်းဖြစ်ပါတယ် One Piece အလံဟာလောလတ်မှုအာခံမှုနဲ့ပြိနှိမ်မှုကိုတိုက်ဖြတ်ခြင်းတင်ကြတာတခုဖြစ်လာပါတယ်။ဒီဘောမှာတော့ဆန္ဒပြသူတွေဟာအစိုးရရုံးဆိုင်ရာစင်ဟာဒါဘာနန်းတော်ရဲ့ဂိတ်တကားတွေနဲ့ဝန်ကြီးဌာနတွေမှာဒီလန်ကို ချိတ်ဆွဲခဲ့ကြပါတယ်။အင်ဒိုနီးရှားဖိလစ်ပိုင် မော်ရိုကိုနဲ့မာဒါဂတ်စကာကလူအုပ်ကြီးတွေကလည်းဒီလန်ကို လွှင့်ထူချီတက်ခဲ့ကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဘက်ကပေရူးနိုင်ငံရဲ့မြို့တော်လီမာကဆန်မာတင်ရေပြင်မှာလည်း ဒီလံကိုမြင်ခဲ့ကြပါတယ်ဒီဆန္ဒပြဝရိနဲ့အတူပေရူးမှာလက်ပေးလက်ယူမှုအရှုပ်တော်ပုံတွေကြောင့်လူမှုထောက်ခံမှုအ ਨੇ ဆုံးဖြစ်နေတဲ့သမရဘိုလူဝါတေးကိုလွှတ်တော်ကတဆင့်ဖြုတ်ချနိုင်ခဲ့ကြပြီဖြစ်ပါတယ်အတိတ်ကထင်ရှားတဲ့ဆန္ဒပြမှုတွေဖြစ်တဲ့2012ခုနှစ်က Occupy Wall Street 2010နဲ့2012ခုနှစ်ကြားက RNU တော်လှန်ရေးနဲ့2014ခုနှစ်က ဟောင်ကောင်ကထီးဒေါ်လာရေးတို့လိုစာနာပြမှုတွေကိုလည်းလူငယ်တွေကပဲဥဆောင်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီချိန်တွေတုန်းကလည်းလူလူစီယုံရေးအတွက်အင်တာနက်နဲ့ဆိုရှယ်မီဒီယာကိုတုံးခဲ့ကြပေမဲ့ဂျန်စီမျိုးဆက်အလှည့်မှာတော့ပိုပြီးတော့အဆင့်မြင့်လာခဲ့တာဖြစ်ပါတယ်။ဥပမာပေးရရင်ညီပေါင်းမှာစာနာပြမှုတွေမစတင်ခင်ရပ်ပိုင်းလုံမှာအစိုးရကဆိုရှယ်မီဒီယာပလက်ဖောင်းအများစုကိုပိတ်ပင်တားမြစ်ကြောင်းကြေညာခဲ့ပါတယ်။ညီပေါင်းလူငယ်အများပြားကဒါဟာသူတို့ကိုနှုတ်ပိတ်ဖို့ကြိုးပမ်းမှုဖြစ်ရှုမြင်ပြီးတော့ အဖမခံရအောင် virtual private network VPN တွေကနေတဆင့် social media တွေအသုံးပြုခဲ့ကြပါတယ်။အဲ့ဒီနောက်ပိုင်းရက်တွေမှာတော့သူတို့တွေဟာ TikTok, Instagram နဲ့ X လူမှုကွန်ရက်တို့ကိုအသုံးပြုပြီးတော့လူကြီးသားသမီးအခွင့်အရေးတွေအကြောင်းကိုဖော်ထုတ်ခဲ့ကြပါတယ်။ဒီဘောမှာဆေးရချမ်းသာဘလောက်ကွာနေသလဲဆိုတာကိုမိမောင်းထိုးပြခဲ့ကြပါတယ်။ခြေတော်ဘွားတွေလှုပ်ဖို့ချိန်ဆဆူဝေးခဲ့ကြပါတယ်။တိုင်းပြည်ယာယီခေါင်းဆောင်ဘသူတင်မလဲဆိုတာကိုတော့ gaming chat platform ဖြစ်တဲ့ Discord တုံးပြီးတော့ရွေးချယ်အစိုးပြုခဲ့ကြတာဖြစ်ပါတယ်။အကျင့်ပြတ်ခြားစားမှုတွေမတရားမှုတွေဟာလူမှုကွန်ရက်ကနေတဆင့်ပြန့်နှံ့သွားပြီဆိုရင်ဖုံးဖိလို့မရနိုင်တော့ပါဘူး။အားလုံးဟာကမ္ဘာနိုင်ငံသားတွေဖြစ်လာကြတယ်။ Digital ကမ္ဘာမှာအားလုံးချိတ်ဆက်နေရဆိုတာဂျန်စီးတွေကကောင်းကောင်းနားလည်ထားကြပြီဖြစ်ပါတယ်။ One Piece အလံတော်လွှင့်ပြီးတော့လူမှုကွန်ရက်ကိုလက်နက်တပွဲအသုံးချနိုင်စွမ်းရှိတဲ့ဂျန်စီးမျိုးဆက်တွေရဲ့တော်လန်ကြီးဟာကမ္ဘာတော်မှာအထူးသဖြင့်အဂတိထူပြောတဲ့ အာဏာရှင်ဆန်စွာအုပ်ချုပ်တဲ့နိုင်ငံတွေမှာဇက်တိုက်ဆိုသလိုဖြစ်ပေါ်နေပါဗျ။ဒီဒေါ်လာရဲ့ရလက်ကောင်းတွေကိုမြင်လာရသလိုနိုင်ငံရေးသမားတွေနဲ့စစ်ဘိုလ်ချုပ်တွေကလူငယ်တွေရဲ့ရဲရင်မှုနဲ့ပေးဆက်မှုတွေကိုအလွဲသုံးစားလုပ်ပြီးအမျက်ထုတ်လာမှာကိုလည်းစိုးရိမ်နေရဆဲဖြစ်ပါတယ်ခင်ဗျာ။ကဘာတဲ့ရင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုက်ခင်နေပါ